မင်္ဂလာပါရှင် People's Free ရဲ့ညနေခင်းသတင်းစီစဉ်ပါဒီနေ့ April 22ရက်နေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ထိုင်းရဲ့သတိပေးချက်ကိုမျက်ွယ်ပြုပြီးနေဆက်နောက်မှာစစ်ကောင်စီလေတပ်ဘုံကျဲတဲ့ဖြစ်စဉ်နေပြည်တော်မှာလမ်းပိုက်စစ်ဆေးချိန်ဗိုလ်မှူးကိုဖမ်းမိခဲ့ကြောင်း PLA ပြောတဲ့သတင်းလာရှုမြို့မှာ MNDAA အလံဖြုတ်ချခံရတဲ့အကြောင်း American ကစစ်ရေးအကူအညီပေးမဲ့တဲ့တင်ကိုအိန္ဒိယအစိုးရမေးမြန်းလာတယ်လို့ CNN ပြောတဲ့တဲ့တင်စတာရီနားဆင်ရမှာပါ။ ထိုင်းမြန်မာနယ်စပ်နားမှာဘုံကျဲတက်ခိုက်တာမျိုးမဟုတ်ဘူးထိုင်းဘက်ကသတိပေးတာကိုမျက်ကွယ်ပြုပြီးစစ်ကောင်စီလေတပ်ဘုံကျဲခဲ့ကြောင်းထိုင်းသတင်းဌာနခေါက်ဆွတ်ကဖော်ပြခဲ့ပါတယ်။ကရင်မျိုးသားလွမြောက်ရေးတပ်မတော် KNLA နဲ့တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့နယ်စပ်နားမှာ April 22ရက်နေ့လယ်ပိုင်းကကန်ချနာပူရီခရိုင်ဘန်ဖူနမ်ရွန်နယ်စပ်ကိအင်းဒီကိုစစ်ကောင်စီလေတပ်လေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။စစ်ကောင်စီရဲ့လေကြောင်းစစ်ဆင်ရေးတွေဟာ ထိုင်းလေပိုင်နက်တဲကိုပါဝင်ရောက်ခဲ့တယ်ဆိုတာကိုထိုင်းဘက်ကမှတ်တမ်းရရှိထားတယ်လို့လည်းဖော်ပြပါတယ်စစ်ကောင်စီရဲ့လေတပ်ဟာထိုင်းနယ်စပ်နဲ့ထိစပ်တဲ့တနင်္သာရီတိုင်းတဲက KNLA ပြစ်မှတ်တွေကိုဘုံ10လုံးလောက်ကျဲချခဲ့တယ်လို့လည်းခောက်ဆုတ်သတင်းဌာနကဆိုပါတယ်တနင်္သာရီတိုင်းတဲမှာ KNLA တပ်မဟာလေးနေမြေကစစ်ကောင်စီရဲ့ထိထားပြွာစခန်းကိုတပတ်ကြာထိုးစစ်ဆင်ပြီးတဲ့နောက် April 19ရက်နေ့ကအပိသက်တိမ့်ပိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီစခန်းသိမ်းတိုက်ပွဲတွင် KNLA ဟာ လက်နက်ခရမ်းတွေနဲ့စစ်အုံဆောင်ပစ္စည်းအများပြောက်လဲတင်းယူနိုင်ခဲ့ပါတယ်။ထီခီနယ်ဇက်ကုံတော်ရေးစခန်းကိုနယ်မြေစိုးမှုနိုင်ဖို့စစ်ရေးအရာရေးပါတဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ဗျူဟာမှုအပါအဝင်စစ်သားအများအပြားတိုက်ဆုံးခဲ့ပြီးစစ်သားတချို့ထိုင်းဘက်ကိုထွက်ပြေးခဲ့ရပါတယ်။ဒါဟာ KNLA တပ်မဟာလေးနယ်မြေထဲမှာဗျူဟာအဆင့်စခန်းတစ်ခုကိုပထမဆုံးအကြိမ်တင်းယူနိုင်ခြင်းလည်းဖြစ်ပါတယ်။ထီထဗျူဟာသိမ်းပြီးနောက်နယ်ဇက်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာပါ။ စစ်တပ်ရဲ့နေဆက်ကလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုမသိရပေမဲ့စစ်ကောင်စီရဟယံတစီပြန်တန်းနေတဲ့ဓပုံကိုခေါဆုတ်ကဖော်ပြထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုအပြီးမှာတော့ထိုင်းလေပိုင်နက်ကိုကာကွယ်ဖို့အတွက်လေရင်ပြစ်အမြောက်တွေကိုနေဆက်စီရွှေ့ပြောင်းနေရာချနေတယ်လို့သိရပါတယ်ရှင်။စစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့ဥဒရသီရီမြို့နယ်တနေရာမှာ လမ်းပိုင်းထိန်းချုပ်စစ်ဆေးမှုအတွင်စစ်ကောင်စီတပ်အမှတ်73ကာကွယ်ရေးပစ္စည်းစက်ရုံကပါစာ73ရဲ့ဗိုလ်မှူးအပါအဝင်3ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကဒီနေ့ထုတ်ပြန်ပါတယ်။ April 19ရက်က3နာရီကျော်ကြာလမ်းပိုင်းထိန်းချုပ်စစ်ဆေးရမှာကပါစာ73ရဲ့ဗိုလ်မှူးနဲ့အဖွဲ့ကိုဖမ်းမိခဲ့တာလို့ဆိုပါတယ်။၃ရောက်ဖမ်းဆီးရမိတာဟုတ်တယ်။ဗိုလ်မှူးရဲ့တက်ချက်ရဲ့ဒူးတက်ချက်ရဲ့ ရှောင်းတခင်လမ်းပိုင်းစစ်ဆေးတာမှာဖမ်းမိခဲ့တာပါလို့ PLA ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ဘုံမှုဖြုံမင်းကျော်တက်ကြက်အောင်စော်နိုင်နဲ့ရဲဒူတက်ကြက်ထွန်းပြေဆောင်တို့ကိုဖမ်းမိခဲ့တာလို့သိရတာပါ။စစ်တုံးပန်းအဖြစ်ဖမ်းမိပြီးပြန်လဲဆုတ်ခွာချိန်မှာစစ်ကောင်စီတပ်ကလိုက်လံတက်ခိုက်ခဲ့တာကြောင့်ထိတွေ့တိုက်ပွဲဖြစ်ပြီးဖမ်းမိထားသူ၃ဦးစလုံးသေဆုံးခဲ့ရတယ်လို့ PLA ကထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်ကတော့ကပါစာဘူမှုနဲ့အဖွဲဖန်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိပါဘူးရှင်။တရုတ်အကူအညီနဲ့လာရှုမြို့ရဲစစ်ကောင်စီတပ်ပြန်ဝင်လာပြီးနောက်လာရှုမြို့တော်ခမ်းမရှိမှာလွှင့်ထူထားတဲ့ MNDAA နဲ့ကိုကန့်အထူးဒေသတစ်အလံတို့ကိုပြန်လည်ဖြုတ်ချလိုက်ပြီလို့ဒေသခံတွေကပြောပါရယ်။ MNDAA အလံရောအထူးဒေသတစ်အလံရောဒီမနက်မတွေ့တော့ဘူးလို့ဒေသခံတအူးကပြောတာပါ။ အစောပိုင်းကအဲ့ဒီနေရာမှာ MNDAA တပ်ဖွဲ့အလံအထူးဒေသတစ်အလံနဲ့မြန်မာနိုင်ငံအလံတို့ကိုလွှင့်ထူထားပါတယ်။အဲ့ဒီအလံတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကမင်းညပိုင်းမှာလိုက်ဖြုတ်ခဲ့တာလို့သိရပါတယ်။ဖြုတ်ချနေချိန်မှာလာရှုမြို့အနီးပောက်ကွဲတန်၅ချက်ထပ်မင်းထွက်ပေါ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်တမန်တင့်ရှိကျွင်းဟာလာရှုမြို့ကိုရောက်နေပြီးဒီနေ့မနက်ပိုင်းမှာ MNDAA တရုတ်နဲ့စစ်ကောင်စီသုံးပွင့်ဆိုင်ဆွေးနွေးနေတယ်လို့သိရပါတယ်။ ဆွေးနွေးပွဲမှာတက်ရှိကျွင်စစ်ကောင်စီအမတ်တဲစစ်စင်ရဲ့အထူးအဖွဲ့အမှုဒုဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ MNDAA အထွေထွေအတွင်းရင်မှုစစ်ဦးစီးချုပ်တို့ပါဝင်ကြောင်းသတင်းရှင်းပြတဦးကပြောပါရယ်အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခအပါဝင်လာရှုမြုပ်ကို MNDAA က2024 August လဆန်းမှာတင်ပိုက်ခဲ့ပြီးအထူးဒေသတည်အဖြစ်အုပ်ချုပ်ရေးရန်တရာအသက်သွင်းနေကြတာပါဒါပေမဲ့တရုတ်နိုင်ငံရဲ့ direct ဖိအားကြောင့်လာရှုမြုပ်ကိုထိန်းချုပ်ပြီး6လနီးပါအကြာ April ဒုတိယပတ်မှာတော့ ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပါရဲ့ရှင်အမေရိကန်နိုင်ငံဟာဘင်္ဂလားဒေ့ရှ်ကတဆင့်ချင်းမျိုးသားတပ်ဦး CNF အပါအဝင်မြန်မာနိုင်ငံကတော်လှန်ရေးတပ်ဖွဲ့တချို့ကိုစစ်ဘက်ဆိုင်ရာအကူအညီတွေပေးအပ်ဖို့စီစဉ်နေတဲ့ဆိုတဲ့သတင်းကိုအိန္ဒိယအခြေစိုက်သတင်းဌာနတစ်ခုကဖော်ပြခဲ့ပါတယ်။အဲ့ဒီနောက်အိန္ဒိယအစိုးရကပါမေးမြန်းစုံစမ်းလာတယ်လို့ချင်းမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းတန်နီကပြောပါတယ်။ ဒီနေ့ကျင်းပတဲ့ CNF CNA CDF KKG တို့ရဲ့ကလေးဒေသဆက်စရေးနဲ့ပတ်သက်လို့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ CNF ပြောရေးဆိုခွင့်ရှိသူကပြောတာပါအိန္ဒိယအစိုးရကတောင်မေးလာတဲ့အနေအထားတွေရှိတယ်ဒါပေမဲ့အဲ့ဒီကိစ္စကကျွန်တော်တို့ CNF အနေနဲ့ဓာတ်ရိုက်မပတ်သက်တော့အဓိကတော့သတင်းမှန်သည်ဖြစ်စေမှားသည်ဖြစ်စေ American နဲ့ Bangladesh နှစ်နိုင်ငံရဲ့ကိစ္စဖြစ်တယ်လို့ slide ထဏီကဆိုပါတယ်အိန္ဒိယအခြေစိုက် North East News သတင်းဌာနက ဧပြီ15ရက်နေ့မှာမြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်းအမေရိကန်ကြောထောက်နောက်ခံပြုထားတဲ့လျှို့ဝှက်စစ်ဆင်ရေးတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ဦးဆောင်မဲဆိုတဲ့စောင်းပါတပုတ်ရေးသားဖော်ပြခဲ့တာပါအဲ့ဒီစောင်းပါတွေမှာဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့အ ਨੇ ဆုံးတပ်ရင်း၃ရင်းကအရခတတ်တော် AA ချင်းမြူသားတပ်ဦး CNF အပါအဝင်ညွန့်ပေါင်းတပ်ဖွဲ့တွေကိုအထောက်အပံ့တွေတခြားနည်းပြူဟာဆိုင်ရာအထောက်အပံ့တွေကိုပေးအပ်သွားမယ်လို့ဖော်ပြပါရတယ်။ ဲ့ဒီစစ်ရေးဆိုင်ရာအခုညီတွေဟာရခိုင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်ကိုကျော်လွန်ပြီးစစ်ကောင်စီစခန်းတွေကိုသိမ်းပိုက်ဖို့အမေရိကန်ရဲ့ပို့မှုကျေပြန့်တဲ့အစိတ်အပိုင်းအဖြစ်ဖော်ဆောင်မယ်လို့ North East News ကဆိုပါတယ်။အဲ့ဒီသတင်းဆောင်ပါနဲ့ပတ်သက်လို့ဖြစ်နိုင်တယ်လို့ပြောလို့မရတယ်လို့မဖြစ်နိုင်ဘူးလို့လည်းအတက်မပြောနိုင်ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူကဒီနေ့သတင်းစာရှင်းလင်းပွဲမှာပြောတာပါ။ကျွန်တော်အထက်လူကြီးတွေကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတာတွေကျွန်တော်ကိုအကြောင်းကြားတာတွေအဲ့ဒီလိုမျိုးမရှိသေးတော့ တရားဝင်ပြောဖို့ခက်နေတဲ့အနေအထားမှာရှိတယ်။အဲ့ဒီလောက်ပဲဖြစ်ချင်ပါတယ်လို့ slide ထက်နီကဆက်ပြောပါတယ်။အိန္ဒိယနိုင်ငံကသတင်းဌာနကြီးတွေကတော့ American ကြောထောက်နောက်ခံပြုတဲ့စစ်စင်ရေးတွေအကြောင်းဖော်ပြထားခြင်းမရှိသေးပါဘူး။ People's Screen ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။